မိဘနှစ်ပါးဥထိတ်ထားကြီးပွားကြပါစေ။မနေ့ကတမီးဖြစ်သူမတ်စုမာချိုကနေပြီးတော့မိဘနှစ်ပါးများဖြစ်ကြတဲ့ဥမြသိန်းအောင်ဒေါခင်နုမိဘနှစ်ပါးတို့ကိုဥထိတ်မှာထားပြီးတော့ကထိန်တင်ကားအလူကိုရည်စူးပြီးတော့နဝကမ္မသတိလာရောက်ပြီးတော့ဆက်ကလူတန်းနဲ့ပေါ့နော်လောကမှာ မိဘတွေကိုဥထိတ်မှထားပြီးတော့မှလူတန်းကြတဲ့လူမျိုးသားဆိုလို့ဘုံဘုံတို့မြန်မာလူမျိုးတွေပဲရှိပါတယ်တော်တော်များများအလူတွေလူတဲ့အခါမှာဘုံဘုံတို့ကိုလာရောက်လူတဲ့အခါမှာပဲဖြစ်ဖြစ်တခြားပုံကိုယ်တွေကိုလူတဲ့အခါမှာပဲဖြစ်ဖြစ်လိမ္မာတဲ့သားသမီးများဟာမိဘနှစ်ပါးကိုဥထိတ်မှထားပြီးတော့လူတန်းကြတာတွေတွေ့ပါတယ်မိဘကိုကျေးဇူးဆချင်တယ်ကျေးဇူးဆချင်တယ်ဆိုပြီးတော့ ကိုပိုင်ဆိုင်ထားတဲ့ပြည်စည်းဥစ္စာတွေကိုမိဘတွေကိုပေးနေုံနဲ့မပြီးဘူးမိဘတွေကိုပေးနေကျွေးနေတာပဲငါတို့ကျေးဇူးဆရာရောက်ပြီလို့မထင်နိုင်နဲ့မြတ်စွာဘုရားဟောတဲ့ကျေးဇူးဆန္ဒကတတ္တကိုရှိပြီးသားဖြစ်ပါတယ်မြတ်စွာဘုရားဟောတဲ့ကျေးဇူးဆန္ဒ၄မျိုးကနံပါတ်၁မိဘနှစ်ပါးကိုတရားတရားရှိအောင်လုပ်ပေးရမယ်တဲ့တရားတရားရှိအောင်ဆိုတာကရှိကတဲ့မိဘတွေ ဖရာအပေါ်တရားအပေါ်တန်ခါရဲ့အပေါ်ကံကံရဲ့အကျိုးတရားတွေအပေါ်မှာတက်ဝင်ယုံကြည်လာနိုင်အောင်လုပ်ပေးရမယ်တဲ့တရားတရားတွေခိုင်မြဲလာအောင်လုပ်ပေးရမယ်ဒါသာသမီတွေရဲ့တာဝန်သာသမီတွေကျေးဇူးဆက်ရမယ်တဲ့အဲတဲ့နံပါတ်1တီလာတဲ့ကိုကျင့်တရားတီလာတွေပြက်ပြားနေတဲ့မိဘနှပါကိုမိဘတွေကိုသာသမီဖြစ်တဲ့သူတွေကကိုကျင့်တရားတွေအားကောင်းလာအောင် တီလာတွေစောင့်ထိန်တတ်အောင်သာသမီတွေကလုပ်ပေးရမယ်ဒါဟာမိဘတွေကိုကျေးဇူးဆတာပဲတဲ့နောက်နံပါတ်3ကစာကားတဲ့မိဘတွေလူမှုတမ်းမှုဘက်မှာလူကျင်လာအောင်မိဘတွေလူနိုင်အောင် ကိုယ့်ဘက်ကလည်းပဲပစ္စည်းတွေထောက်ပံ့လူတိုင်းရမယ်ငွေကြေးတွေထောက်ပံ့လူတိုင်းရမယ်ဒါမှမိဘတွေကလူတိုင်းနိုင်တော့မှာပေါ့တိုက်တိုက်ဆိုင်ဆိုင်မှာပဲ အဖုံဖုံကလည်းမိဘနှစ်ပါးကိုအဲကထိန်ပလီတာပင်အဖြစ်နှစ်သိန်းလူတန်းပြီးတော့ပျော်နေတဲ့အချိန်မှာဒီတက္ကမမဆုမချိုကလည်းသူ့ရဲ့မိဘတွေအတွက်လူကျင်ပါတယ်ဆိုတော့သူနဲ့ဖုံဖုံနဲ့ကတိုက်တိုက်ဆိုင်ဆိုင်အလူတူသွားတာပေါ့နော်ဖုံဖုံရဲ့ခမဲတော်ကလာပြောတယ်ဖုံဖုံရေတဲ့တပည့်တော်တို့ဒီရွာကထိန်လေးမှာတဲ့ လေးတပင်လေးလူထမ်းကျင်လေတဲ့မြ мян စားစားတော့မဟုတ်ပါဘူးခင်ဗျာတဲ့နှစ်သိန်းတန်ပလီတပင်လေးဆွဲကျင်ပါတယ်လို့ဘုံဘုံကလာလျှောက်တယ်ပေါ့နော်အဲ့ဒါဘုံဘုံကလည်းအမုတ်မဲ့အမတ်မဲ့ပါပဲဟောရတယ်လေလူပေါ်လို့ပေးလိုက်တာပေါ့နော်ကိုပေးလိုက်တုန်းကကိုရဲ့ရင်ထဲမှာအမှန်တိုင်းပြောပါမယ်ဘာမှခံစားချက်သိမ့်မရှိဘူးဘာမြောက်ဝမ်းသာမှုလည်းပဲအလောက်ကြီးမရှိပါဘူးရော့အင်းဆိုပြီးတော့ပေးလိုက်တာပေါ့နော် အဲ့ပေးလိုက်တဲ့ဟာကိုဟိုမင်းကညီငယ်လေးကဗီဒီယိုလေးလာပို့တယ်ဘုံဘုံရေးတဲ့အဲ့ဒီမှာအဖေတို့အမေတို့ကတဲ့ရှင်ပြပေးတဲ့ပတ်စံလေးနှစ်သိန်းကိုတဲ့ပလီတာပင်လေးတွေပလီတာပင်မှာချိတ်ဆွဲနေကြတယ်တဲ့အဲရှင်ပြဝမ်းမြောက်ဝမ်းသာဒါရုခွန်နေအောင်ပါလို့လာပို့ပေးတယ်ပေါ့အဲ့တော့ဘုံဘုံလူလိုက်တုံးကတော့မှုမဲ့အမမဲ့ပေါ့ပေါ့ဆဆလေးလူလိုက်တာပေါ့မိဖတွေကလေ ိုပေးလိုက်တဲ့ငွေကြီးဥစ္စာလေးကိုလေသူတို့တွေမှာပရိသာပင်လေးတွေမှာချိတ်ဆွဲပြီးတော့ဝမ်းမြောက်ဝမ်းသာကြည်ကြည်လင်လင်နဲ့ပျော်ပျော်ပါပါကုသိုလ်ကောင်းမှုတွေလုပ်မယ်လို့ပျော်ရွှင်နေကြတာပေါ့ဒါလေးကိုကြည်တော့ဘုံဘုံကတော်တော်လေးကိုဝမ်းမြောက်သွားပါတယ်အဲ့ဒါပြောကြတာကမိဘတွေကိုကျေးဇူးဆချင်တယ်ဆိုရင်မိဘတွေလူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်အောင်ပစ္စည်းလေးပါထောက်ပံ့ပေးရမယ်တဲ့နောက်နံပါတ်၄က ပညာပေါ့ပညာမရှိတဲ့မိဘတွေဝိပဿနာဉာဏ်ပညာအားနည်းတဲ့မိဘတွေကိုဝိပဿနာဉာဏ်ပညာတွေရရှိနိုင်တဲ့ရိတ်သားတွေတရားပြတဲ့နေရာတွေကိုပို့ပေးရမယ်ဒါမှမိဘတွေကိုကျေးဇူးဆရာရောက်ပါတယ်ဖါကိုလက်ရမိမာလက်ဝဲအမြဲဆောင်ရဲ့ပကုံးထက်၌တင်လျက်လှုပ်ကြွေမပြမွေးလဲကျေးဇူးဂုံဆိုင်မကုံနိုင်ဘူးတဲ့အဖေကိုလက်ရမှာထား အမေကိုလက်ဝဲပခုံးပေါ်မှာထားထားပြီးတော့ဒီပခုံးပေါ်မှာပဲအစာရေစာတွေကျွေးမွေးကျင်ကြီးကျင်ငယ်တွေစွန့်ချပေးမယ်လေဒီလိုကျေးဇူးဆက်တာတောင်မှမိဘရဲ့ကျေးဇူးတရားတွေကမကုံနိုင်ဘူးတဲ့မိဘတွေကိုကျေးဇူးတကယ်ဆက်ကျင်တယ်ဆိုရင်တော့စွန့်နာပြောတဲ့အချက်၄ချက်ကိုလိုက်နာရမှာဖြစ်ပါတယ်နံပါတ်၁မိဘတွေတရားတရားရှိအောင်လုပ်ပေးရမယ်နံပါတ်၂ကမိဘတွေသီလရှိအောင်လုပ်ပေးရမယ်နံပါတ်၃ကတော့မိဘတွေစွန့်ကျဲပေးကိန်းနိုင်အောင် ပစ္စည်းလေးပါထောက်ပံ့လူတန်းပေးရမယ်။နံပါတ်၄ကတော့မိဘတွေကိုပညာရအောင်လုပ်ပေးရမယ်။ဒီအချက်၄ချက်လုပ်ပေးမှသာလေရင်ကျေးဇူးဆရာရောက်ပါတယ်တဲ့။ရှေးဆရာတော်ကြီးများကလည်းမိဘတွေကိုကျေးဇူးဆချင်လွန်းလို့အမြဝေစာတမ်းမှာတောင်းပါပဲပြောထားတယ်လေ။ဤတို့ပြုရာမြတ်ပုံညာကိုမြင့်မို့တောင်းဦးမကကျူတာကျေးဇူးအရှင် မွေးမိခင်နဲ့ဖခင်တို့အားရညာပါစေအမြဝေဤတဲ့။ အဲ့တော့မိဘနှစ်ပါးကိုကုသိုလ်တွေပေးစေခြင်းတာမိဘနှစ်ပါးကို ပြုပြုသမျှကုသိုလ်အမြကိုပေးစေခြင်းတာဖြစ်ပါတယ်ပေးစေခြင်းလို့လည်းပဲဒီအမြဝေစာရမှာထည့်ထားတာပေါ့ဒါကြောင့်မို့မိဘကိုဥထိတ်မှာထားတဲ့လူမျိုးဆိုရင်ဟောဒီကဘာကြီးမှာဖုံဖုံတို့မြန်မာလူမျိုးတွေပဲရှိပါတယ်မိဘတွေကိုဥထိတ်မှာထားပြီးတော့ကုသိုလ်ကောင်းမှုတွေပြုပေးတာဆိုလို့ဟောဒီကဘာကြီးထဲမှာ ဖုံဖုံတို့မြန်မာနိုင်ငံလူမျိုးတွေပဲရှိတယ်။ကြံတဲ့လူမျိုးတွေဟာမိဘကိုဥထိတ်မှထားပြီးတော့ဘာလူပါတယ်ဘာတမ်းပါတယ်လုံးဝမရှိပါဘူး။ဖုံဖုံတို့မြန်မာလူမျိုးတွေပဲရှိပါတယ်။မြန်မာလူမျိုးတွေထဲမှာမှကိုတိုင်ကိုကြမိဘတို့ဥထိတ်မှထားပြီးတော့လူတန်းတတ်တဲ့သာသမီမျိုးတွေဆိုတာအမတန်ကိုရှားပါတယ်။ဒါကြောင့်မို့အားလုံးပဲမိဘနှစ်ပါးကိုဥထိတ်မှထားပြီးတော့လူတန်းတတ်ကြပါစေ။အားလုံးပဲကိုစိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ။